အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနဲ့ Everton အသင်းတို့ရဲ့ဒါကျွန်တော်တို့လက်ရှိဒီနေ့မြန်မာစံတော်ချိန်2:00ခွဲမှာပွဲရှိပါတယ်။ဒါကျွန်တော်လက်ရှိဒါ Manchester United ကလည်းဒါကျွန်တော်တို့ ဒီညဘောကိုရွတ်တာအေးပြောင်းတက်တက်လို့ပြောဘောနော်ဒါကျွန်တော်ဒီနေ့ပွဲစဉ်အေးအေးပြောင်းမယ်ပြီးရင်ဒါကျွန်တော်တို့ဒါအင်္ဂါပုတ်တို့အေးပြောင်းပြီးတကောင်နဲ့ daylight saving နဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်မြန်မာစံတော်ချင်းတစ်နာရီခွဲကျွန်တော်စီမှာ3ခွဲ4လောက်ဖြစ်နေပြီဘောနော်အဲ့တော့ပြဿနာကတော်တော်လေးကိုဆိုးရွားနေတာပဲကျွန်တော်အနေနဲ့အေးပြောင်းသူလူကနေကိုတည်းကနေမကောင်းပါအဲ့တော့ကိုရရှင်းနဲ့ဒါကြာ9နိုင်စံတယ်လောက်ကတည်းကအေးလိုက်မယ်ပြီးတော့မှတည်းကနှုတ်မှထားကြည့်မယ်ပြီးရင်တည်းပြန်အေးမယ်ဗီဒီယိုရိုက်ပြီးတည်းပြန်အေးမယ် it is what it is ပဲဒါခုနကပုံပဲအခုကခုနကပါကျွန်တော်ဒါဖျားကျွန်တော်ကြိုးပြောတယ်ဖျားတယ်ကြောင့်ဒါဘွယ်လေးကြည်နေနေမိနစ်90လောက်မှဂျိုးသွားရင်လည်းမပြောတတ်ဘူးပေါ့နော်ခုနောက်ပိုင်းဒါလူကကျမကြီးကိုဂျူးဆိုင်ရတယ်ဘာလို့ဒါ hobby channel လေးဖြစ်တော့ခုကျမကြီးထပ်ပို့ပြီးဒါသိပြီးဂျူးဆိုင်ရတာမဟုတ်ဘူးအာလူကလေ့နေမှာတော့ပါကြီးမာကြီးမယောကြီးပါကြီးပါကြီးအဲ့တော့ဒါတော့ကတ်ထားအချင်းကြီးကသိကောင်းတာပေါ့အဲ့တော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အဲဘာတန်နဲ့တွေ့မယ်ယူနိုက်တက်အသင်းရဲ့အိမ်ဝင်ရူဘယ်အာမိုရီနဲ့ခုလက်ရှိမှာ၅ပွဲဆက်လုံးဝရှုံးပွဲမရှိတဲ့စံချိန်တစ်ခုကို၆ပွဲဆက်ရှုံးပွဲမရှိတဲ့စံချိန်တစ်ခုနဲ့ဆက်လက်ပြီးတော့တန်သွားနိုင်တဲ့အနေထားမှာရှိလာဆိုပြီးဆက်ပြီးကြည့်ရမယ်တဲ့မှာပါတယ်။ဒါပေမဲ့အဲဘာတန်အသင်းကလက်ရှိမှာဒေးဗစ်မူရက်စ်ခင်မှာဟုတ်မလို့လူနဲ့အပြားရှူနေတဲ့အသင်းတစ်သင်းလို့ပြောလို့ရမယ်တဲ့မှာပါတယ်။လက်ရှိယူနိုက်တက်အသင်းကတော့ကျွန်တော်အဆင့်တစ်ဆင့်နေရာမှာဆက်ရှင်မှတ်နေသွားနေတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကသာယူနိုက်တက်အနိုင်ရခဲ့မယ်ဆိုရင်တော့အဆင့်၅နေရာထိတက်လှမ်းနိုင်ဖို့အတွက်အခွင့်အရေးရှိပြီးတော့အောက်ကအသင်းတွေနဲ့စတင်ပြီးအမှတ်ဖြတ်ဖို့အတွက်အခွင့်အရေးတွေစတင်ပြီးတော့ယူနိုက်တက်အသင်း ်ရှိနိုင်မှာဖြစ်တယ်။တစ်ဖက်ကလက်ရှိမှာတော့ကျွန်တော် Everton အသင်းကဒီနေ့ပွဲစဉ်မှာအနိုင်ရခဲ့မယ်ဆိုရင်တော့ Manchester United အသင်းကိုကျော်လွန်သွားနိုင်ပြီးတော့သူတို့ကအဆင့်တစ်ဆင့်လေးကိုတတ်သွားနိုင်တယ်မှာပါ။အဲ့တော့ဒါလက်ရှိမှာဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးအတွက်ကတော့ကျွန်တော်တို့ တော်တော်လေးကို state က high ဖြစ်နေတယ်ဒါနှစ်သိန်းလောက်တော့ချီလို့ကောင်းမနေထားမှရှိတယ်ဒီနေ့ပွဲစဉ်ကြောင့်နည်းနည်းလေးထပ်ပြီးပြောအောင်အဲ့တော့ United နဲ့လက်ရှိဒါကြောင့်နောက်ဆုံးပွဲစဉ်မှာ Tottenham Hotspur အသင်းကို2-2ဆိုတဲ့ရရတယ်နောက်စနောက်ကြမိနစ်တွင်းကိုနဲ့ဒုတာကျွန်တော်တို့တွင်းကိုတွင်းထားခဲ့ပြီးတော့တော်တော်လေးကိုမဆိုးတဲ့ခြေစွမ်းနဲ့တို့လုပ်ပြနိုင်ခဲ့တာတွေ့ရမယ်လက်ရှိမှာ United အသင်းကဒရက်လူစင်းတချို့နေရာမှာဆက်လက်ပြီးရှိနေသေးဖြစ်ပြီးတိတ်ပြီးစိုးရင်စရာမရှိတဲ့အခြေအနေတွေတော့ဆက်လက်ပြီးတွားနေသေးဖြစ်တယ်အဲ့တော့ဒါကျွန်တော်နောက်ဆုံး update တင်နေရတာဒါကျွန်တော် Christmas ဒါမီထွန်းပွဲတုံးကိုတော့ Matthews ခုနမတက်နိုင်ဘူးဆိုတဲ့သတင်းတွေထွက်လာခဲ့ပြီးနောက်ပိုင်းမှာပြည်သူတွေကြားထဲမှာစိုးရိမ်မှုတွေပူလာခဲ့ပူပန်နေခဲ့တာဒါ Matthews ခုနတယောက်ဒါကျွန်တော်တို့ ဒဏ်ရာရနေပြီလားဆိုတော့ဥစားလက်ရှိမှာတိတ်ပြီးဆိုရင်ဆံဖြစ်မဲ့ knock ပေါ်တော့ဒါဒဏ်ရာအသေးစားဖြစ်ပြီးဒီနေ့ပွဲစဉ်မှာတော့ပြန်လေပြီးတော့ပါဝင်နိုင်ဖို့အတွက်အခွင့်အရေးတွေရှိတယ်ဆိုပြီးတော့သတင်းတွေရပြန်လေပြီးတက်လာခဲ့တယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United အကြောင်းပြောမှုပဲနေတာကျွန်တော် David Moyes ရဲ့ Everton အကြောင်းပြော။ Everton တဲ့ဒီနေ့မှာဒါအနိုင်မြင့်တက်ချတော်တော်လေးကိုများရတဲ့တဲ့လို့ပြောလို့ရတယ်။အသင်းကြီးတွေကိုတော့သူ့အနေနဲ့ရှုံးနေကြဆိုတော့သူတိတ်တော်မထူးဆိုင်မယ်။ဒါပေမဲ့အသင်းလက်အသင်းငယ်တွေကို David Moyes အသင်းကတခုခုတော့လုပ်ပြထားနိုင်ရတွေ့ရမယ်။လက်ရှိမှာရမှတ်အားဖြင့်ဆိုရင်တော့ Everton အသင်းကခါရင်းလိုတိုက်စစ်စုံတော့မှရည်တည်ရည်တည်မဟုတ်ဘဲနဲ့အခက်မသိဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆိုရင်တော့ ှာ1 to 10ဝင်သွားနိုင်တဲ့ movement တွေရှိတဲ့အတွက်ကြောင့်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုကိုဒါကျွန်တော်တို့ပြန်ပြီးတော့သွားနိုင်တဲ့နေရာမှာရှိရကျွန်တော်အနေနဲ့မြင်နေ United ဘက်ကလက်ရှိမှာတော့နောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာတော့3ပွဲနိုင်ထားတဲ့2ပွဲသီးကြထားတယ်2ပွဲလုံးလက်ရှိမှာတော့နောက်ကပြန်လိုက်ဆော့ရပြီးနောက်ဆုံးမိနစ်သွင်းခုနေတော့သီးကြအောင်ဆော့ထားခဲ့ပြီးရမှတ်ပြီးတော့ရော့နေခဲ့တာတို့တွေ့ရတယ်ဒါပေမဲ့အကောင်းဘက်ကပြန်ကြည့်မယ်ဆို United တင်းတဲ့ Armour ရဲ့လက်ထက်မှာဒီနောက်ပိုင်းပွဲစဉ်တွေကတကယ်ကို အေးပေါ့ဟိုကြည့်ရတဲ့လူပရိသတ်တယောက်နဲ့တော်တော်လေးကိုအစဉ်ပြေတဲ့ပွဲစဉ်တွေဖြစ်နေတယ်ဆိုတော့ကတော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိတယ်။အဲမြို့တော့ပင်စူစီကမှဒီနေ့ပွဲစဉ်မှာ United အသင်းနဲ့တစ်ဖက်အသင်းကိုတော့လုံးဝအထင်သေးလို့မရဘူး။ Everton အသင်းကလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော်ဘလို့ပဲပြောအသင်းကြီးတွေလောက်ကလွန်းရင်တော့ဂိုးသွင်းနိုင်တဲ့စွမ်းရည်တွေရှိလာခဲ့တာတွေ့ရမယ်။ David Moyes အသင်းမှာလက်ရှိမှာသူ့ရဲ့အဓိကဒါခံစားကစားဖြစ်တဲ့ Brand White ဒဏ်ရာရနေခဲ့တာလွန်းရင်တော့ Chelsea ကစားသမားတော်တော်များ Fully Fit ဖြစ်နေတယ်။ United မှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဆက်လက်ပြီးလွဲချော်မယ်ကစားသမား Manchester City ကိုလွဲချော်မယ်။ Lisandro Martinez ကအခုချိန်ထိဒါ training တွေပြန်ဆင်းနေဆိုမဲ့ဒီနေ့ပွဲစံမှာပွဲထွက်ပြီးပါဝင်ဖို့တော့ရကြတယ်လို့နေတယ်။ Harry Maguire ကဆက်လက်ပြီးလွှဲချော်မှာဖြစ်ပြီး Kobe Mine ကိုလည်းလွှဲချော်အောင်မယ်လို့သိရတယ်မှာပါ။အဲ့တော့ United တွေဒီနေ့ပွဲစံမှာတော့ကျွန်တော်3-4-3နဲ့တစ်ဖက်ကတော့ကျွန်တော်တို့ အဲ့ဘာတန်ကလည်းရှိတာကျွန်တော်တို့ဒီမစ်မွေရဲ့စိတ်ကြိုက်ဖြစ်နေတဲ့ full five ဆိုရင်ပေါ့ full five one ဆိုတဲ့ပုံစံအဲ့တော့ဒီမစ်ပုံစံမှာရှင်းပါတယ်ဒါကျွန်တော်လက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာ everton အဓိကအသာချက်ကပါလေအဓိကအသာချက်က3ရဲ့တောင်းမဲ့နှစ်ချက်နှစ်ဖက်နှစ်ချက်ပဲ anjay နဲ့ဒါကျွန်တော် greenish တွေ့ရတာအတွဲနဲ့ဟူဒါ juiceberry horn နဲ့ပေါင်းလိုက်တဲ့အချိန်မှာ everton ရဲ့အသင်းကတော်တော်လေးကိုကြည်လို့ရှူလို့လှသွားခဲ့တယ်ဒါပေမဲ့ပြဿနာကလက်ရှိမှာ everton မှာသူတို့မှာတိုက်စစ်မှုကောင်းတယောက်မရှိတဲ့ပြဿနာရှိတယ်အခုလက်ရှိမှာ berry ရှိတယ်ဒါကျွန်တော် battle ရှိတယ်ဒါ holu ရှိတယ်ဒီလိုရှိမှာတကယ်တမ်းတော့အဆုံးသတ်မှာတော်တော်လေးကိုမတိကြရဲပြဿနာရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းပွဲစဉ် င်တယ်မှာဒါ Everton ခုနပြောခဲ့လို့ပဲအသိန်းကြီးတွေကလွင်သူ့အနေနဲ့ဂိုးသွင်းနိုင်ဆိုတော့ကောင်းကောင်းလေးကောင်းလာခဲ့တယ်ဒီနောက်ပိုင်းပွဲဆိုမှာ cancel ပိုင်းလည်းမဆိုးလာဘူးလို့ပြောလို့ရနောက်ပိုင်းပွဲဆိုမှာအသိန်းကြီးတွေဘက်ကလွင်တော့အသိန်းငယ်တွေတွေ့အသိန်းလက်တွေတွေ့မှာဆိုရင်တော့သူ့အနေနဲ့တကူးနဲ့အထက်ပေးခဲ့ရတဲ့ပွဲစဉ်ကတော်တော်လေးကိုနည်းတယ်လို့ပြောလို့ရအဲ့တော့ ရိုချင်လာပဲလက်ရှိမှာ Everton ကိုရန်ကလည်းကန်ဆိုးပါရဲ့အသင်းကြီးနဲ့တောက်လျှောက်တွေ့ပြီးဒါရမှတ်တွေယော့နေခဲ့မယ်အခုလက်ရှိမှာ United နဲ့ထပ်တွေ့မယ် United နဲ့ထပ်တွေ့တဲ့အချိန်မှာလက်ရှိမှာ United အသင်းကအခုနောက်ပိုင်းမှာအကောင်းဆုံးချက်ကိုပြောပါဆိုရင်တော့အမှတ်ယူတဲ့နယ်ပွဲစဉ်အမှတ်ယူနိုင်တဲ့ပွဲစဉ်အကုန်လုံးကို United အသင်းအမှတ်ယူနိုင်ခဲ့တာကိုတွေ့ရမယ်အဲ့ဒီနေ့ပွဲစဉ်မှာ United အသင်းနဲ့ဒါကျွန်တော်တို့ခါတိုင်းလူပဲ တချို့ကစားသမားတွေဒါကျတော့အလွန်ကြိုအားကိုးမှုတွေကိုရုံးထွက်ရမယ့်ပုံစံတွေဝင်နေတယ်။ဒီနေ့ပုံစံမှာဒါကျတော့မက်အဲ့ပေါ့မသီးဝက်စ်ကော်နာဒါကျတော့မပါဝင်နိုင်ခဲ့ဘူးဆိုရင်တော့တိုက်စစ်ပဲမှာဘလူးတွေဖြစ်လာမယ်။အဲ့တော့ဒီနေ့ပုံစံမှာဒါကျတော့ Joshua Ziggy တယောက်ဒါကျတော့ပွဲထွက်ဖို့အတွက်စတင်ပြီးဖြစ်လာနိုင်မယ့်ပုံစံလား။တချို့ကမသီးဝက်စ်ကော်နာပြန်ပါလာမယ်ဆိုရင်တော့ Mason Mount မသီးဝက်စ်ကော်နာ M1 ဘူရဲ့အတွဲကိုတွေးရဖို့အတွက်ရာဂိုင်လုံးများတယ်ဆိုပြီးအကုန်လုံးကပြောနေခဲ့တာတွေးရမယ်။ Quinlan ဘက်ကတော့ကျွန်တော်အနေနဲ့သိပြီးအပြောင်းလဲမရှိဘူးလို့မြင်နေပါတော့။ဒါလက်ရှိမှာဒါ performance ဘိုင်းကတကယ်ကိုပြီးဖြစ်နေခဲ့အသက်ရွယ်နဲ့မလိုက်ကောင်းနေခဲ့တဲ့ Casemiro ကြီးကိုဆက်လက်ပြီးကျွန်တော်တွေးရမယ်ဒီထားမှာရှိတယ်လို့ကျွန်တော်ရဲ့ပုံကူကြီး ီးယာမှာကျွန်တော်ကတော့မြင်မိတယ်။ဒါပေမဲ့လက်ရှိဒါအနေထားကကျွန်တော်နည်းနည်းလေးဆက်ပြီးတော့ Twitter ပြီးတော့ပြောကြည့်အောင်ပြောကြည့်ရမယ်ဆိုလက်ရှိမှာ Casemiro အနေနဲ့ဘာဒီဘလူလုတ်ပြဖို့လိုတယ်။အဓိကပေါ့နော် Casemiro နေရာကိုလက်ရှိမှာ United တင်းနဲ့ကောင်းချက်ကလည်းသူတို့ကလက်ရှိမှာအသက်အရွယ်နဲ့မလိုက်ကောင်းနေတာမှန်မင်းမဲ့သူနေရာကိုလည်းတောင်းတောင်းအစားမထိုးနိုင်တာဖြစ်တယ်။ဒါရှိတဲ့ကစားသမား Ugarte ရဲ့လည်းအုံနောက်မပါလို့လို့ဒါအုံနောက်ပါလို့လို့အုံနောက်တော့ဝက်ပဲပါလို့လို့ဖြစ်နေတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားနေတာမှရှိတယ်ပေါ့နော်။ ယူနိုက်တက်တင်းဒီနေ့ပွဲစဉ်မှာဒါခုနပြောလိုပေးတာ1 to 5အတွင်းပြန်ဝင်နိုင်မဲ့ strategy ကတော်တော်လေးကောင်းနိုင်ပြီပြန်စစ်စားကြည့်မယ်ဆိုလက်ရှိမှာအပေါ်ကအသင်းတွေနဲ့ပါအမှတ်ပြန်လေပြီးတော့ကတ်နိုင်စွမ်းရှိတဲ့ပွဲတွေဖြစ်တော့ယူနိုက်တက်အတွက်တကယ်ကို wake up call ဖြစ်တယ်ယူနိုက်တက်တင်းနဲ့ဒီနေ့မှာဒါ Premier League title ကို challenge လုပ်တာတဲ့ဆိုင်ဒီနေ့မှာဒါယူနိုက်တက်တင်းနဲ့ဖြစ်နိုင်တယ်များအခုနပြောလိုပေး ကျွန်တော်ပြောပြီးသားလောကမဖြစ်နိုင်ဘူးဆိုတော့တုံတန်မရှိဘူးဟုတ်တယ်ဟုတ်အဲ့ဒီမဖြစ်နိုင်ဘူးဆိုတော့တုံတန်မရှိဘူးဆိုတဲ့ mindset ကိုတတော်ကြီးကိုမြင့်တင်ပြီးတော့ပြုလုပ်ရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ် United အသင်းရဲ့ဒါကို next level to all လို့ဖို့အတွက်တတော်လေးကိုအသင်းဘက်မှာအရေးကြီးတဲ့အခန်းကဏ္ဍတွေပြုလုပ်ဖို့အတွက်ယူရလို့မြင်တယ်အခုလက်ရှိမှာ Ruben Amorim ရဲ့အသင်းကိုကြည့်ရနောက်ပိုင်းပွဲစဉ်မှာ Degel တော့ကျွန်တော်အနေနဲ့တတော်လေးကိုသဘောကျတယ်ဘောနော်စပါးနဲ့ပွဲစဉ်ကလွင်ဒါကျွန်တော်လက်ရှိမှာဒါ Northern Forest နဲ့ပွဲစဉ်မှာပထမပိုင်းမှာတတော်လေးကိုမဆိုဘူးဒီနိုင်ငံရဲ့ပွဲစဉ်တွေမှာဆို United အသင်းအနေနဲ့ဒါအသင်းကဗျာတတော်လေးကိုဒါ philosophy မှာလည်းဝင်တယ်သူတို့ရဲ့ခြေ စွမ်းပိုင်းလည်းတော်တော်လေးကိုအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်နှစ်ဖက်နှစ်ချက်ကပ်ပြီးပုံစံမျိုးသွားတာကိုတွေ့ရမယ်။သူ့ပေမဲ့တော့ညာလေတကယ်တော့နင်းလန်းကလာဟိပြန်ကြည့်တဲ့အချိန်မှာ United တင်းရဲ့ခံစစ်ပိုင်းကဟုတ်မလို့နဲ့ဂူဒီတော်တောက်လျှောက်ပေးနေရစေဖြစ်တယ်။ဒီနေရာမှာဂူသုံးမမကောင်းတာတော့မဟုတ်ဆန်လမန့်စ်ကလည်းဆန်လမန့်စ်ကလည်းရှိမှ United တင်းရဲ့လက်ကောက်ပုံစံမျိုးဖြစ်နေတာပေါ့နော်။ဆန်လမန့်စ်ရဲ့အခုလက်ရှိမှာဒါကျွန်တော်ဂူဖန်တော့သူ့ဟာသူအဆင်ပြေဒါပေမဲ့ခံစစ်ပိုင်းကတစ်ချက်တစ်ချက်ကကြောင်လှုပ်တယ်ဆိုရင်တော့ပေးဂူဒီပေးနေရတာကို United ဒီနေ့ပွဲစမှာဖာထေးတင်တယ်လို့မြင်တယ်။ဒါပေမဲ့ဒီနေ့ပွဲစမှာအဓိကစောင့်ကြည့်ရမှာ Grealish နဲ့ Anjay တို့ရဲ့ဒါကျွန်တော်တို့တွဲဖက်လုံးတွေကိုဘယ်လိုမျိုးဒါ United တဲ့အသင်းနဲ့ကာကွယ်သွားမယ်။ဒါပေမဲ့ဒီနေ့ပုံမှာကျွန်တော်စိုးရိမ်နေတဲ့ဘက်ကဒီဂိုဒါလော့ဘက်ကပဲ။အန်ဂျာရဲ့ကလက်ရှိမှာပရီးမီးယားလိဒါတော့စစ်အသင်းတဲ့ပြင်ကထွက်လိုက်မယ်ဆိုရင်ဆမ်မီညိုပြီးရင်ကျွန်တော်တို့ကပါစနယ်ဖေးဗရိတ်ဝင်းငါတစ်ယောက်ဖြစ်တယ်ဆိုလုံးဝငြင်းစရာမလို့။အန်ဂျာအနေနဲ့ဒါကျွန်တော်ဒါလော့နဲ့ရှော့ဘက်ကိုတာဝန်ယူရမယ်တော့သူ့အနေနဲ့သူကအသင်မှွင့်မယ်။အဲ့တော့အဓိကရှင်းတယ်ကာဆမဲရိုအနေနဲ့ဒါဒါလော့နဲ့ရှော့ဘက်ကိုအလွန်ကျွန်သွက်ကပ်ပြီးကူလိုက်မယ်ဆိုရင်ဂရီလစ်ရှိလွတ်သွားမှာကျွန်တော်စိုးရိမ်။ဘာလို့လဲ။ဂရီလစ်ဘက်ကအာမက်ကတိုက်ဆက်လိုက်ပြီးမှဒါဂျူရိုကတယောက်ထဲချန်ခဲ့မယ်ဆိုအဲ့ဒီညမှာကျွန်တော်စိုးရိမ်နေ။အဲ့တော့ဒီညမှာဒါကျွန်တော်ကန်ဆယ်ပိုင်း၃ယောက်တည်းမှာကျွန်တော်အနေနဲ့လက်ရှိမှာစိတ်အချဆုံးက လစ်လို့ပဲပြောလို့ရမယ့်အနေအထားမှရှိတယ်။ဒါပေမဲ့ပြဿနာကယူရိုကနဲ့ experience ရလူသိတယ်လူ show ကတော့ပြောမယ်လူ show ကသူ့နေရာလည်းမဟုတ်ဘူးဆိုတော့ဒါအများကြီးတော့သိပြီ blaze ရမလို့ blaze ရတော့မလို့ပါအဲ့တော့ ဒါလို့ရဒါလို့နဲ့ရှင်းနေအောင်ဒါ engine ကိုတားမဲ့အချိန်ကိုကျွန်တော်စိုးရင်ဒါကတော့ကျွန်တော်အဓိကစိုးရင်မှုတွေရှိရလို့မြင်ဒါပေမဲ့ United အသင်းရဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Everton အားနည်းတဲ့အတခုကိုဒီနေ့ပွဲစဉ်မှာဖိပြီးလုပ်ပြတင်တယ်လို့မြင်အဲ့ဒါက set piece ပဲ United အသင်းကခုလက်ရှိမှာဒါ set piece တွေကနေ twin goal တောက်လျှောက်တွင်းလာပြီးဖြည်းဖြည်းတက်လာတဲ့အသင်းတွေနဲ့ဒါ set piece ကနေတောက်လျှောက် twin goal တွေအရန်ပေးနေကြတဲ့အသင်းတွေနဲ့တွေ့တဲ့အချိန်မှာ United အသင်းကဒီနေ့ပွဲစဉ်မှာ set piece တွေကိုအဓိကအားကိုးတင်တဲ့အနေအထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါ Everton တင်တဲ့ဒါ Tottenham Hotspur နဲ့ပွဲစဉ်မှာလည်းဒါကျွန်တော် set piece ကို2 goal လောက်ပေးလိုက်ရပြီလက်ရှိနောက်ပိုင်းပွဲစဉ်မှာပေး goal တွေတော့ များ set piece ကပြီးခဲ့ရတယ်။ United ကဒီနောက်ပိုင်းပွဲစဉ်မှာပြန်ကြည့်မယ်ဆို set piece ကပဲသွေးကိုတွေကတော်တော်လေးကိုမြန်မြန်ဆဆရလာတဲ့အတွက်ကြောင့်မလို့ United အသင်းရဲ့အားသာချက်နဲ့တစ်ဖက်အာနေချက်နဲ့ကွက်တီသွားကြတော့ United အသင်းကဒါကိုဖိပြီးတော့ဒီနေ့ပွဲစဉ်မှာအကြီးစားဆော့ဖို့အတွက်ကြိုးစားသင့်တယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့100%မြင်ပြီးရတယ်မှာပါ။ဒါပေမဲ့ United အသင်းဒီနေ့ပွဲစဉ်မှာအလွန်ကြုံတာကျွန်တော်လိုက်သွားခြင်းလို့ဘာလို့မပြုလုပ်ဘူးအရေးကြီးတယ်။ဒါ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာ Everton ကိုဆော့ဆော့ဆီဆီဂိုးမပေးရဘူးအရေးကြီးတယ်။ Everton ကိုသာဆော့ဆော့ဆီဂိုးပေးလိုက်မှာဆိုအခုလက်ရှိဒါကျွန်တော်တို့ကြည့်နေတဲ့ပုံစံရဆိုနော်။ Everton ကဒါ counter transition မှာတော်တော်လေးကိုကောင်းနေတဲ့တန်တန်ဖြစ် တော့ United အသင်းနဲ့ဒီနေ့ပွဲစမှာကိုဘက်ကဂိုးရင်သွင်းဖို့အတွက်အဓိကစူးစမ်းရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော့ကပြောပါအဲ United အသင်းတို့ဒီနေ့ပွဲစမှာဂီရိုတစ်ချက်ဆားရမယ်3တော့တစ်ချက်ဆားရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကပြောပါအဲ့လိုမကြိုးတူပါနဲ့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမောင်အောင်တောင်းပြီးနေပဲမြန်မာပြည်လက်ကလစ်ပေးကြပါဗျာမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အဲ့လိုမကြိုးတူပါနဲ့ကျွန်တော်တော့ကပြောပါဦးဒီပါဗျာ